ျွန်တော်ကိုထိုင်းနိုင်ငံမှာဘာလုပ်ငန်းတွေလုပ်နေသလဲဆိုပြီးတော့မှ မေးလာတဲ့သူတွေအတွက်ကိုကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးလိုက်ပါတယ်ကျွန်တော်ထိုင်းမှာလုပ်နေတဲ့အလုပ်တွေတဲကမှအလုပ်တစ်ခုဖြစ်တဲ့ကျွန်တော်ရဲ့ hostel လေးစီကိုကျွန်တော်အခုသွားနေပါတယ် hostel ရဲ့နာမည်ကတော့ LM hostel ရှင်းမှန်ဖြစ်ပါတယ်ကျွန်တော်လည်းအတူတူ hostel လေးကိုလိုက်ပြီးတော့မှကြည့်ပေးပါဦး มิงลาวะสวัสดีครับมิงลาวะ How is everything today? Everything is good, very good. And how is the occupancy in the hostel today? 40% occupied in this hostel. It's now in the in the end of the April, but we have 40% occupation. Good. Thank you so much. Oh, okay. Oh, working juice. ဒီနေ့ပါဒါပါ juice လဲ။ Okay. Oh, menu juice. Okay, good. Ah. ဒါကျွန်တော်ဒီ reception ကနော်ဒီဒီ receptionist တွေစီစဉ်ထားတဲ့ဒီ time ဝန်ထမ်းတွေကျွန်တော်တို့စီစဉ်ထားတဲ့အောင် menu ကအရင်ကောင်းပါတယ်။အဲ့တော့ကျွန်တော်ငငယ်တုန်းကဟိုတယ်တွေမှာကျွန်တော်အောက်ခြေဝန်ထမ်းဘဝနဲ့ကျွန်တော် လုပ်ခဲ့တယ် တော့လုတ်တဲ့အချိန်မှာကျွန်တော်အာစိတ်ကူးထားတာတခုကတစ်ချိန်မှာငါဟိုတယ်တခုလောက် run နိုင်ရင်တိတ်ကိုကောင်းပါပဲဆိုပြီးတော့မှကျွန်တော်စိတ်ကူးရင်ခဲ့ပါတယ်ဒီနေ့တော့ကျွန်တော် hostel တစ်လုံးကို run နေပါပြီအဲ့တော့ခါရင်ဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုတွေရိုက်တဲ့အခါမှာ theory ဘိုင်းမှာကျွန်တော်သွားတယ် content တစ်ခုအနေနဲ့ရိုက်ခဲ့တယ်ဒါပေမဲ့အခုတော့ကျွန်တော်က inside the business စီးပွားရေးတဲ့အထီအောင်လုပ်ငန်းနေတဲ့အထီအောင်ဝင်ပြီးတော့မှကျွန်တော်ကအချက်လက်တွေ fax day data တွေကိုကျွန်တော်ရိုက်ပြီးတော့မှပြတော့မှဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုမဖြစ်မနေအဆုံးထိအောင်ကြည့်ပေးပါဒီဗီဒီယိုကလုပ်ငန်းရှင်တွေအတွက်အကျိုးရှိပါလိမ့်မယ်2024 January လမှာကျွန်တော်ဒီချင်းမိုင်မျိုးကိုကျွန်တော်မိသားစုနဲ့အတူအလဲရောက်လာတယ်အဲ့တော့ကျွန်တော်ကလည်းမန်လေးသားဆိုတော့အညာသားဆိုတော့ဒီမျိုးလေးကမန်လေးနဲ့တူတယ်ပြီးတော့ အချစ်ချာလည်းကောင်းတယ်ကာချာတွေလည်းပြည့်နေတဲ့မျိုးဖြစ်တဲ့အတွက်ကျွန်တော်ဒီမျိုးမှာဘာစီးပွားရေးလုပ်ရင်ကောင်းမလဲဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲဆိုပြီးတော့မှကျွန်တော်စဉ်းစားလိုက်တယ်ဒီမျိုးမှာလှုပ်လှုပ်အလွယ်ဆုံးကတော့စားတောက်ဆိုင်တဲ့ဟိုတယ်လုပ်ငန်းပဲအဲ့တော့ကျွန်တော်ကလည်းဒီ hostel လုပ်ငန်း hotel လုပ်ငန်းကိုချစ်တဲ့အတွက်နော် passion ရှိတဲ့အတွက်ကျွန်တော်ဒီမှာ hostel ဖွင့်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့တော့ကျွန်တော် hotel တစ်ခုစရင် hostel တစ်ခု run ရင် ကျွန်တော်ဟိုတယ်မှာလူတွေလာတဲနိုင်သလားအဲ့တော့ဒီဟိုတယ်ကိုကျွန်တော်လုံးသိမလုံးသိကျွန်တော် research တွေလုပ်ရတယ် OTA เนาะ online travel agent တွေဖြစ်တဲ့ကျွန်တော်တို့က Agoda တို့ booking.com တို့ trip.com တို့မှာကျွန်တော်ချင်းပိုင်မှာရှိတဲ့ဟိုတယ်တွေကြောင့်ကျွန်တော်အကုန်လိုက်ပြီးတော့မှလေ့လာတယ်လေ့လာတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်စမယ်ဆိုလို့ရှိရင်အလုပ်ဖြစ်တဲ့အနေအထားမှာရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်ကဒီ hostel ကိုစပြီးတော့မှကျွန်တော် runner အဲ့တော့ကျွန်တော်ကဒီ hotel လုပ်ငန်းကိုဘာကြောင့်လုပ်ခဲ့ရသလဲဆိုတာကိုကျွန်တော် ဘာပြောပြပြီကျွန်တော်ဒီ hostel ကိုဘာကြောင့်မလို့ရွေးချယ်ခဲ့ရတယ်လဲဆိုတော့နံပါတ်1က location ကြောင့်မလို့နော်အဲ့တော့ location ကကျွန်တော်တို့ကဒီဘူဓာကြီးနဲ့ဆိုလို့ရှင်ကက်ရက်ပဲနော်ကက်ရက်ပဲနောက်ပြီးတော့ဟိုမှာကျွန်တော်တို့ bus station ဆိုလို့ရှင်လဲ9မိနစ်ပဲအတဖိုက်ဂိတ်ဆိုလို့ရှင်လဲ7မိနစ်ပဲ night market နဲ့ဆိုလို့ရှင်လဲ9မိနစ်10မိနစ်တော့သွားရင်ကျွန်တော်တို့ရပြီနော်အဲ့တော့ဒီ location ကိုကျွန်တော်သဘောကျတယ်ပြီးတော့ဒီနေရာကြီးကလူတွေတိုက်စီနေတဲ့နေရာလဲမဟုတ်ဘူးနော်အဲ့တော့အေးချမ်းချမ်းကျွန်တော်တို့နေလို့ရတယ် ကြောင့်မလို့ကျွန်တော်ဒီနေရာကိုကျွန်တော်ရွေးတာเนาะပြီးတော့ကျွန်တော်ရဲ့ brand ဒီမှာကြည့်ကြည့်လိုက်ပါ Allen Brand ကိုကျွန်တော်သုံးလို့ရတယ်အဲ့တော့ဒီဒီ logo လေးကကျွန်တော်လွန်ခဲ့တဲ့12နှစ်လောက်တုန်းကကျွန်တော်မြန်မာနိုင်ငံမှာ Allen Travel Myanmar ဆိုပြီးတော့မှာ travel agent ထောင်ခဲ့တယ်အဲ့ဒီ logo လေးကျွန်တော်ပြန်သုံးထားတယ်အဲ့တော့ကျွန်တော်ရဲ့ရွေးချက်ဒီပါလဲဆိုတော့အနာဂတ်ထဲမှာเนาะကျွန်တော်ရဲ့ Allen Hostel တွေ Allen Hotel တွေကျွန်တော်အများကြီးရှိချင်တယ်ကိုယ့်ရဲ့ brand ကိုတည်ဆောက်ချင်တာပြောရမယ်ဆိုရင် ဒါကြောင့်မလို့ကျွန်တော်ဒီ hostel လေးကိုကျွန်တော်ရွေးလိုက်တာအဲ့တော့ကျွန်တော်တို့လုပ်ငန်းတို့ရဲ့ထုံးစံအတိုင်းပဲကိုယ့်ရဲ့လုပ်ငန်းကိုဘာကြောင့်မလို့လူတွေရွေးချယ်ရမှာလဲ USP ကအရေးကြီးလာပြီအဲ့တော့ကျွန်တော် hostel ရဲ့ USP ကတော့ not hostel but hostel hostel မဟုတ်တော့ hostel အဲ့တော့ရှုပ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ရှင်းပြမယ်အဲ့တော့ခီးတော်တော်များများသွားတဲ့လူဆိုလို့ရှိရင်ကျွန်တော်သိလိမ့်မယ်เนาะအရှိတောင်အရှောက်အဓိကသွားတဲ့အခါမှာ ဟိုတယ်တွေတဲတဲ့ခါမှာ5 star ဟိုတယ်မှာမဟုတ်ရင်เนาะအဲ့တော့ကျွန်တော်တို့က luggage wise ကိုကြီးဆွဲပြမဲ့လူလည်းမရှိဘူးเนาะနွေနွေထွေးထွေးမဲ့ကြိုဆုံမဲ့လူလည်းမရှိဘူး welcome juice တိုက်ဖို့ဆိုတာဝေးလို့เนาะအဲ့တော့ကျွန်တော်တို့က24 hour service လည်းမရှိဘူးเนาะ check in ဝင်တဲ့အချိန်မှာကျွန်တော်တို့လူတယောက်ရှိမယ် check out ထွက်တဲ့အချိန်မှာလူတယောက်ရှိမယ်ဒါပဲเนาะအဲ့တော့ကျွန်တော်ရဲ့ USB ကိုပြောပါဆိုလို့ရှိရင်တော့အဲ့ဒီဟာတွေအားလုံးကိုကျွန်တော်အကုန်လုံးပေးလိုက်တာเนาะအဲ့တော့ hostel ပဲဒါပေမဲ့ 3 star hotel service ရောက်ကိုရကြည့်ရမယ်အဲ့တော့ facilities ကစတော့3 star level မှာရှိတယ် check in ဝင်ပြီဆိုလို့ရှိရင် luggage ကိုတည်ပေးမဲ့လူရှိလိမ့်မယ်เนาะနှွေးနှွေးချွေးတွေနဲ့အပြုံးလေးတွေနဲ့ဂျိုမဲ့ဝန်ထမ်းတွေရှိနေလိမ့်မယ်ကိုယ့်ရဲ့အိမ်ကိုပြန်လာသလိုခံစားရအောင်ကျွန်တော်ကလှုပ်ထားတာအဲ့ဒါကကျွန်တော်ရဲ့ USB ပဲထပ်ပြီးတော့မှထူးခြားတဲ့ USB ကပါလဲဆိုတော့ hostel ဆိုပေမဲ့ဒီနေရာက lobby အရန်ကျယ်တယ် lobby area ရဲ့အခြေကြီးပဲ ပြောမယ်ဆိုလို့ရှင်ဟိုတယ်ကြီးတစ်ခုရဲ့လော်ဘီလောက်ရှိတယ်အဲ့တော့ကျွန်တော်ဧည့်သည်တွေအနေနဲ့ဒီလော်ဘီထဲမှာလွတ်လွတ်လပ်လပ်နေလို့ရတယ်။နောက်မှစားတောက်ခန်းမှာလည်းတို့တို့ရှိတယ်။ဒါဒီကျွန်တော်ရဲ့ USB တစ်ခုပဲ။ဒါလေးနဲ့ပတ်သက်ပြီးတော့မှဧည့်သည်တွေအနေနဲ့ရသွားတာကနော် hostel ဈေးနဲ့ hotel facilities ကြီးရတော့ USB ဈေး ဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလည်းရှင်းမှန်ရောက်လို့ရှိရင်ဒီ LM Hostel ကိုလာပြီးတော့မှတဲပါကျွန်တော်ပြောတာတွေဟုတ်လားမဟုတ်လားဆိုတာကိုလာပြီးတော့မှစစ်ဆေးပါအဲ့တော့ကျွန်တော် Hostel ရဲ့ insight တစ်ခုဖြစ်တဲ့နောက်ထပ် target market ကိုကျွန်တော်ပြောပြအောင်မယ်အဲ့တော့ကျွန်တော်ကလုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်ဘယ်သူတွေကို target ထားမလဲဆိုတာကအရင်အရေးကြီးတယ်အဲ့တော့ကျွန်တော်ရဲ့ target market ကတော့မြန်မာပြည်ကနော်မိသားစုတွေ family တွေ couple တွေဒါကကျွန်တော်ရဲ့ primary target secondary target ကတော့ backpacker တွေเนาะအော်ဥရောပသားတွေအထုတ်ထမ်းပြီးတော့ကမ္ဘာပတ်နေတဲ့ဥရောပသားတွေကို target ထားတယ်ဒါ secondary target အဲ့တော့ primary နဲ့ secondary အဲ့တော့ကျွန်တော် hostel မှာအခန်း16ခန်းရှိတယ်၈ခန်းကတော့ကျွန်တော်တို့ဒီ couple တွေအတွက်ပေါ့၄ခန်းကတော့ family တွေအတွက်နောက်ထပ်၄ခန်းကတော့ခုန backpacker သမားတွေအတွက်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင် target market ဒီမြန်မာ family တွေနဲ့ဥရောပသား backpacker တွေအတွက်ကိုကျွန်တော် target ထားတာ အဲ့တော့နောက်ထပ်အရေးကြီးဆုံး insight တစ်ခုကိုကျွန်တော်ပြောမယ် channel ပဲเนาะ channel ပဲအဲ့တော့ကျွန်တော်ကို target ထားတဲ့ audience သူတို့ကျွန်တော်ရဲ့ hostel သိအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲအဲ့ဒီအချိန်မှာ channel ကအရေးကြီးလာပြီเนาะအခု video ကြည့်နေတဲ့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်ကျွန်တော်သိတယ်ကို audience ကိုကိုဘယ်လိုကိုပေးခြင်းတဲ့ message တွေဘယ်လိုပေးရမလဲဘယ်နေရာပေးရမလဲဆိုတာကျွန်တော်အရေးကြီးတယ်အဲ့တော့ကျွန်တော်မြန်မာ target အတွက်ဆိုလို့ရှိရင်ကျွန်တော် social media เนาะ social media မှာကျွန်တော် Facebook မှာ content တွေကျွန်တော်တင်နေနော်ဟိုတယ်ဓာတ်ပုံတွေကျွန်တော်တင်နေ video file တွေကျွန်တော်တင်နေပြီးတော့ဒီချင်းမိုင်အကြောင်းကိုလည်းတင်နေဒီ hostel အကြောင်းကိုလည်းကျွန်တော်တင်နေအဲ့တော့ကျွန်တော်တို့ရဲ့ USB ကိုမြင်အောင်ကျွန်တော်ပြပေးတယ်အဲ့တော့ဥရောပသားတွေအတွက်ကျတော့ကျွန်တော်မပါလို့ထားလဲဆိုတော့ OTA online travel agent တွေဖြစ်တဲ့ Agoda တို့เนาะ booking.com တို့ trip တို့ Expedia တို့ဒါမျိုး online travel agent တွေမှာကျွန်တော်အကုန်လုံးတင်ထားတယ်เนาะအဲ့တော့ hostel ကအစ်စ်ဖြစ်တဲ့တော့တားရေ rating တွေတော့ကျွန်တော်မကောင်းသေးဘူး เนาะကျွန်တော် hostel စရန်တာလည်းတလားကြော်ကြော်ပဲရှိသေးတယ်တလားကြော်ကြော်ပဲရှိသေးတဲ့တော့ OTA မှာတော့ rating တွေကောင်းမနေသေးဘူးတက်မနေသေးဘူးဒါပေမဲ့ Google မှာတော့ review တွေရနေပြီဒါကကျွန်တော်တို့ channel ပိုင်းကိုကျွန်တော်ပြောတာ Okay နောက်ထပ်အရေးကြီးတဲ့အရာတစ်ခုကိုကျွန်တော်ထပ်ပြောဦးမယ်ဟောတော်တော်များများပြောကြတယ် Thailand မှာအလိုလိုရတာအဆင်မပြေဘူးเนาะအဲ့တော့အခက်အခဲတွေအများကြီးပဲဒါမျိုးတွေကျွန်တော်တို့အတန်ကြားရတယ်အဲ့တော့အဲ့ဒီအရာတွေကြော်လွားဖို့ဆိုလို့ရှိရင်တော့ဘာလုပ်ငန်းမယ်လို့လို့ Thailand မှာ legally လုပ်ဖို့လိုတယ် တရားဝင် လုပ်ဖို့လိုတယ်။ပြည်မြနိုင်ငံမှာသူတို့ချမှတ်ထားတဲ့စီကန်းတွေဥပဒေတွေတိုင်လိုက်ပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခြောင်တာတွေကြက်တာတွေခက်တာတွေမရှိတော့ဘူး။ဟောကျွန်တော်ခုပြောဖို့ကြံခဲ့တာကကျွန်တော်အခုထိုင်းမှာလုပ်ငန်းတွေနော် business တွေလုပ်နေတာကကျွန်တော် share တွေနေနဲ့သွားနေတယ်။ share လုပ်ငန်းဖြစ်နေသွားနေတယ်။ share လုပ်ငန်းလုပ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ကိုယုံကြည်တဲ့သူတွေကိုကျွန်တော်လုပ်ငန်းလုပ်ပေးခြင်းနဲ့ပြီးတော့ကျွန်တော်ကိုယ်တိုင်ကတနေရာထဲမှာအများကြီးရင်းနှီးမမြုံနိုင်ခြင်းဘူး။နောက်ပြီးတော့မှကျွန်တော်ဒီတနေရာထဲမှာလည်းကျွန်တော်ရက်မနေခြင်းဘူး။ ဒါကြောင့်မို့လို့ကျွန်တော် share လုပ်ငန်းတွေလုပ်နေတာနောက်ထပ်ကျွန်တော် share လုပ်ငန်းတွေလုပ်ဖို့လည်းရှိတယ်အဲ့တော့ကျွန်တော်နဲ့လက်ထွက်လုပ်ချင်တဲ့သူတွေကိုလည်းကျွန်တော်ထပ်ပြီးတော့မှဖိတ်ခေါ်ဖို့ရှိတယ်ဒါတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ပြောမယ်အဲ့တော့ဥပဒေပိုင်းအရတော့ကျွန်တော်ဒီမှာကုမ္ပဏီ license ရှောက်ထားတယ်တရားဝင်ကုမ္ပဏီ license ရှောက်တယ်ပြီးတော့တရားဝင် hostel license လည်းရှောက်ထားသေးတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီမှာ business visa နဲ့နေတယ်ကျွန်တော် work permit လည်းရထားတယ် တော့ဒီမှာရှိတဲ့လုံနေတဲ့ဝန်ထမ်းတွေကလည်းတက်ဆိုင်ရ work permit တွေရထားပြီးသားသူတို့တက်မှတ်ထားတဲ့အတိုင်းထိုင်းဝန်ထမ်းတွေလည်းကျွန်တော်ခန့်ထားတယ်ဒါကကျွန်တော် legally တော့ legal ဘိုင်းဆိုင်ရာဥပဒေဘိုင်းဆိုင်ရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာလုပ်ငန်းမယ်လို့လို့ legal ကိုတော့မမေ့ဖို့လည်းကျွန်တော်ပြောချင်ပါတယ်အဲ့တော့နောက်ထပ်ဘယ်သူမှမပြောတဲ့ insight တစ်ခုကိုကျွန်တော်ပြောပြအောင်မယ်အဲ့ဒါကကျွန်တော်တို့ current situation လောလောဆယ် hostel ရဲ့အနေအထားအဲ့တော့ကျွန်တော်ဒီ hostel ကိုဖွင့်မယ်ဆိုတော့ကျွန်တော်အရှုံးခံကာလ နားလာတတ်မှတ်ထားတယ်ကျွန်တော်ဖွင့်တာကလည်း low season မှာကျွန်တော်စဖွင့်တာဖြစ်တဲ့တော့အရှုံးခံကလည်းကျွန်တော်တတ်မှတ်လိုက်တယ်နားလာအဲ့ဒီအတွက်ကိုလည်းကျွန်တော် budget ရထားပြီးသားဒါပေမဲ့စဖွင့်ပြီးတော့မှတစ်လထွေမှာပဲကျွန်တော်ရဲ့ hostel ကမရှုံးဘူးတော့အရှုံးနဲတယ်လို့ပြောလို့ရတယ်လဲပတ်လို့ရတယ်နော်အခုဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ရဲ့ဝန်ထမ်းကိုမေ့ကြည့်တဲ့အခါမှာ40ရာခိုင်နှုန်း hotel က occupy ဖြစ်နေတယ်အဲ့ကျွန်တော်ယာရထားတာကဒီလပိုင်းနေဆိုလို့ရှိရင်20% occupancy ပဲကျွန်တော်ယာရထားတာဒါတော့မှကျွန်တော်တို့က ြောရမယ်ဆိုလို့ရှိရင်အခန်းနေရာ ပြည့်တယ်เนาะအခန်းနေရာပြည့်တယ်ခုနပြောတဲ့ကျွန်တော်တို့ဒီ share room เนี่ย grade ကျန်နေသေးလို့40%ဖြစ်နေတာအဲ့တော့အခန်းအနေနဲ့ဆိုလို့ရှိရင်65%ထိအောင်ကျွန်တော်တို့က occupy ဖြစ်နေတာပြည့်နေတာအဲ့တော့နားရှုပ်သွားမလားတော့မသိဘူးဒါမဲ့ကျွန်တော်ကဒါကျွန်တော် hotel inside အစစ်မှန်ကိုကျွန်တော်ပြောပြဒီနေ့လာကြည့်ဒီနေ့အိုက်တိုင်းရှိစေရမယ်အဲ့တော့ကျွန်တော်ဒီလိုရနေတာကဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ target market လည်းမှန်တယ် channel ရွေးတာလည်းမှန်တယ် အဲ့တော့ကျွန်တော်မြန်မာမိသားစုတွေကိုကျွန်တော် target ထားတယ်သူတို့ရောက်နိုင်မဲ့ channel တွေကျွန်တော် season ထားတယ်ဒါတော့မှကျွန်တော် hostel လို့ဘူးမှမသိဘူးเนาะအဲ့တော့ကျွန်တော်အကောင့်မှာတစ်ခါလေး share လာပဲရှိတယ်ဒါဒီကျွန်တော်တို့က current situation မှာနောက်ထပ် insight တစ်ခုကျွန်တော်ပြောပြမယ်အဲ့ဒါတော့ဒီ hostel လေးရေကျွန်တော်တို့ future ပဲအဲ့တော့ future plan အ future plan တော့ပါလို့ဆိုတော့ဒီ hostel ပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့စားတောက်ဆိုင်ဆက်ပြီးတော့ပုံမှန်မှာကျွန်တော်နေရာရောစာပူရော ရှိပြီးသားအခုဆိုလို့ရှိရင်စရီနိုဗေးရှင်းတွေကျွန်တော်တို့လုပ်နေတယ်။အဲ့တော့ပြီးတော့ကျွန်တော်ကဒီ LM Hostel Brand ကိုလည်းကြီးထောင်အောင်ဆိုလို့နော်။ဒါကတော့ဒီ hostel ရဲ့ future plan ပဲ။ဒါကတော့ကျွန်တော်ရဲ့လုပ်ငန်းတွေကလုပ်ငန်းသေးသေးလေးတစ်ခုဖြစ်တဲ့ LM Hostel insight တွေကိုကျွန်တော်ချပြသွားတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့လုပ်ငန်းရှင်မိတ်ဆွေတွေအတွက်အသုံးတည့်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ ဒါကျွန်တော်တကယ် insight တွေကိုကျွန်တော်ချပြခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဝန်တာလျာသတင်းကောင်းတစ်ခုကတော့ကျွန်တော်ကဒီကနောက်တာမန် content တွေအပြင်เนาะကျွန်တော်ရဲ့စီးပွားရေးတွေကျွန်တော်မိတ်ဆွေတွေရဲ့စီးပွားရေးတွေရဲ့ insight တွေကိုကျွန်တော်ရိုက်ပြပါမယ်။တကယ်အဖြစ်မှန်တွေကိုကျွန်တော်တင်ဆက်မှာဖြစ်တဲ့အတွက်အားလုံးအကျိုးရှိပါလိမ့်မယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမလွတ်တမ်းစောင့်ကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်။ ဒီကြောင်းရယ်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေသတို့လူငယ်တွေမိတ်ဆွေတွေဒီအချိုးတစုံတရာတွေမကောက်ဘူးအများကြီးတွေးလိုက်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုဆုံးထိအောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမိင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ